ူတယောက် ကိုတသက်အလုံးဆွေးနေနှက်ဆိုင်စွာရှင်းနိုင်ဖို့ဆိုတာသူကိုကိုဘာတွေလုပ်ပြီးခဲ့တယ်လဲဆိုတာတဲ့သူကကိုကိုဘလို့ခန်းစားစီရတယ်လဲဆိုတာကသာပူပြီးရေးကြည့်ရဖြစ်ပါတယ်တမိုးကြီးရဲ့လက်ဆောင်တစ်ခုဝယ်ပေးပူတာတဲ့ကိုကိုမြင်လိုက်ရတဲ့ချိန်မှာဟိုးဝေးကြီးကနေလှက်လိုက်လေလေပြေးလာပြီးကိုကိုနှွေးထွေးစွာပြုတ်ဖက်လိုက်တဲ့အပြုတ်မှုတစ်ခုက ကိုကို သူဘလောက်မျက်နှာတက်မှုထားသလဲဆိုတာကိုဖြတ်သက်လိုက်တဲ့အပြုတ်မှုတစ်ခုမို့ကိုရင်ထဲမှာလှက်လိုက်လေလေပီတိဖြစ်ရသလိုကိုဟာသူ့ဘဝအတွက်အရေးကြီးတဲ့သူတစ်ယောက်ပါလားလို့ခန်းစားမိစေတဲ့အပြုတ်မှုကကိုရဲ့စိတ်နှလုံးကိုလုံခြုံနှူးထွေးစေတာဖြစ်ပါတယ်လူတစ်ယောက်ကကိုကိုသူ့အနားမှာရှိနေချိန်မှာကိုဟာသူ့အတွက်သိကိုတမှုရှိတဲ့ယတနာတစ်ပါးလို့ခန်းစားရစေတာ ိုယ့်ရဲ့ချူရင်းချက်တွေအပြစ်အနာစာတွေအပေါ်ဝေဖန်ပိုင်းဖြတ်မှုတွေမလုပ်ပဲကိုယ့်ကိုနားလေလက်ခံပေးနိုင်တာကိုရှိနေရင်သူ့ဘဝဟာပြည့်စုံလှပနေတယ်လို့ခံစားရစီတာအဲ့ဒီခံစားချက်တွေရတာလူတယောက်ကိုဆွဆွဲနေနေချစ်ခင်မမောနေစီဘူးခိုင်လုံတဲ့ချက်တွေဖြစ်ပါတယ်